Hello အားလုံးပဲမင်္ဂလာပါ Locomi Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီနေ့ဗီဒီယိုလေးကတော့ Quantum Computing အကြောင်းပြောမယ်အဲဗီဒီယိုလေးဖြစ်ပါတယ် Quantum Computing အကြောင်းကိုအဲမိုးရဲ့ဒီ Channel ကို Subscribe လုပ်ထားတဲ့လူတွေရောစိတ်ဝင်စားကြလားသိကြလားဗောနော်မိုးရဲ့ပဝင်းချင်းမှာတော့အဲ Quantum Computing နဲ့ပတ်သက်ပြီးရောတိတ်ပြီးရောပြောတဲ့သူမရှိဘူးအဲသိရင်တော့သိကြမယ်ဗောနော်ဒါမဲ့အလောက်ထိစိတ်ဝင်စားတဲ့သူမရှိဘူးလို့ခံစားရတယ်ဗောနော် မောကတော့တော်တော်စိတ်ဝင်စားတဲ့အတွက်ဒီ quantum computing ရော quantum physics ကိုကိုအဲလိုက်ရှာပြီးဖတ်ဖြစ်တဲ့အဲဗီဒီယိုလေးကြီးလည်းကြည့်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့မွန်တီတလောက်အဲ sharing လေးလုပ်ပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ quantum computing အကြောင်းမပြောခင်မှာဒီ quantum computing ကအဲဒီ quantum physics ကိုအခြေခံပြီးတော့မှဖြစ်လာတဲ့အဲဒီ computing ဆိုတော့ဒီ quantum physics အကြောင်းကိုအဲနည်းနည်းလေးရှင်းပြခြင်းလေပေါ့နော် မင်းက fixes တမမဟုတ်တဲ့အတွက်အဲဒီမွန်တိတဲ့လောက်လေး sharing လုပ်ပေးရပါဘောနော်ဒီ quantum fixes ဆိုတာကဘယ်အနေဖြစ်လာတာလဲဆိုတော့ဒီ atom ဒီရဲ့ electron တွေကိုလေ့လာတဲ့အချိန်မှာအဲဒီ quantum fixes ကိုရှာဖွေတွေ့ရှိခဲ့ရပေါ့နော် အဲ့တော့ तू ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုလို့ရှင် super position ပေါ့နော်အဲ stage အများကြီးမှာတစ်ချိန်တည်းမှာရှိနေနိုင်တယ်အဲကို observe မလုပ်မချင်းပေါ့နော်ကိုဒီဟာကိုမကြည့်လိုက်မချင်း stage အများကြီးမှာရှိနေနိုင်တယ်အဲပြီးတော့နောက်တစ်ခုကချိတ်ဆက်မှုပေါ့နော် entanglement လို့ခေါ်တဲ့ချိတ်ဆက်မှုကဒီသူ့ရဲ့တစ်ခုနဲ့တစ်ခုမှာအရန်ကိုအားကောင်းနေပေါ့နော်ဘလောက်ဝေးဝေးမှရှိရှိအမြဲချိတ်ဆက်နေနိုင်တယ်အဲဒါက quantum physics ရဲ့အာအာတကြတယ်ပေါ့နော် ဲ့တော့နားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်အများအားပြောကြတာဗာလဲဆိုတော့ဒီ coin ဥပမာလေးပေါ့နော်ဒီ coin လေးပေါ့နော်ဒီဒင်ကားပြားလေးကိုမိုးကလေထဲမှာအဲခေါင်းပန်းလှန်လိုက်မှာပေါ့နော်လာလိုက်တဲ့ချိန်မှာအခုမိုးလက်ထဲမှာအဲကြည်လိုက်မယ်ဆိုဒီဒင်ကားပြားလေးအခုပန်းကြရတယ်ပေါ့နော်အဲပန်းကြရတယ်အဲအဲ့တော့မိုးကဒီဒင်ကားပြားလေးကိုမိုးဖွင့်ကြည့်ကြည့်မကြည့်ကြည့်ဒီဒင်ကားပြားလေးကပန်းမယ် သူ့ရဲ့အဖြေကပန်းမဲပေါ့နော်မွကြည့်လဲပန်းမဲမကြည့်လဲပန်းမဲပေါ့နော်အဲဒါကမိုနိုရဲ့အခုလက်ရှိ original world မှာဖြစ်နေတဲ့အရာတွေပေါ့နော် quantum world မှာကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူကဒီဒင်းငါးပြားလေးကိုမွန်းမကြည့်မကြည့်မချင်းပေါ့နော်သူကဒီသူ့ရဲ့အဖြေက ူကဒီနှစ်ခုလုံး stage နှစ်ခုလုံးမှာရှိနေမှာပေါ့နော်ဒီအခုပြောရမယ်ဆိုဒီလဲနေရဲ့ stage ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီဒီငါးပြားလေးကဒီလေပေါ်မှာဒီလိုလိုလှဲ့နေတဲ့ stage မှာသူကရှိနေမှာပေါ့နော်မွန်းကြီးလိုက်တဲ့ချိန်ကျမှသူကဖက်ကနေဆိုပြီးတော့ဒီခေါင်းဆိုခေါင်းဆိုပြီးတော့သူကပြောင်းသွားမှာပေါ့နော် အဲ့လိုပုံစံမျိုးသူကဒါကို super position လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုမြင်သားရဲ့ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီနာမည်ကြီးရဲ့ဥပမာဆိုလို့ရှိရင်ကြောင်နဲ့ပတ်သက်တဲ့ဥပမာပေါ့နော်ကြောင်လေးကိုစမ်းသတ်တဲ့ဥပမာပေါ့နော်ဒါမဲ့အဲ့ဒါက disclaimer အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲတကယ်ကြောင်လေးကိုစမ်းသတ်တာမဟုတ်ပါဘူးအဲဒါ thought experiment ပေါ့နော်အတွင်းနဲ့စမ်းသတ်တဲ့အဲဥပမာလေးပါသူကဘယ်လိုမျိုးလဲဆိုတော့ဒီ ကြောင်လေးကိုသူကတစ်တာတစ်ခုတည်းကိုသူကထဲ့တယ်ပေါ့နော်ထဲ့ပြီးတော့အဲ့ထဲမှာကြောင်လေးကိုသေစေမဲ့ဘုံပေါ့နော်သေးသေးနိုင်မဲ့ဘုံတစ်ခုကိုသူနဲ့တူတူထည့်ပေးလိုက်တယ်ဒီကြောင်လေးသေဖို့က50%ရှိတယ်ပေါ့နော်အဲပြီးတော့သူကပုံးကိုပိတ်လိုက်တယ်ဒီပုံးကိုမဖွင့်မချင်းအဲဒီ quantum world မှာဆိုလို့ရှင်ဒီပုံးကိုမဖွင့်မချင်းအဲဒီပုံးပိတ်လိုက်တာနဲ့ဘုံကထပ်ပေါက်သွားမှာကွာအဲ့တော့ဒီပုံးကိုမဖွင့်မချင်းဒီကြောင်လေးက ဒီသေတာရောရှင်တာရော stage နှစ်ခုလုံးမှာသူရှိနေမယ်ပေါ့နော်ဒီ quantum physics အရာဆိုလို့ရှင်ဒီပုံးကိုဖွင့်လိုက်တော့မှသူရှင်တာလည်းဖြစ်နိုင်တယ်သေတာလည်းဖြစ်နိုင်ဒီပုံးကိုဖွင့်လိုက်တဲ့အချိန်မှာပဲဖက်ကနေအဲရှင်ရှင်နဲ့သေတယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး result ကထွက်လာမယ်ပေါ့နော် ဒါကို superposition လို့ခေါ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြ entanglement entanglement ကကြတော့ခုနကကြောင်ဥပမာမှာပဲကြောင်ဥဒီတစ်ခါနှစ်ကောင်ပုံနှစ်ပုံဘုံနှစ်ခုပေါ့နော်ဒီ box နှစ်ခုထဲမှာကြောင်နှစ်ကောင်ကို the box ဒီထည့်မယ်ဘုံကိုလည်းအဲတစ်လုံးစီထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်ပြီးရဲ့အချိန်မှာသူတို့နှစ်ခုကိုအဲ အဖုံးပိတ်လိုက်မယ် bounce ကိုပိတ်လိုက်မယ်ပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်သူက probability ကဘယ်လိုမျိုးရှိလဲဆိုတော့တောင်းနှကောင်လုံးရှင်တာလည်းဖြစ်နိုင်တယ်နှကောင်လုံးသေးတာလည်းဖြစ်နိုင်တယ်တကောင်ရှင်ပြီးရောတကောင်သေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာ quantum physics ရဲ့ကောင်းတဲ့ချက်ကဘာလဲဆိုတော့နှကောင်လုံးရှင်တယ်နှကောင်လုံးသေးတယ်ဆိုတော့ပေါ့နော်အဲ့တူတဲ့ result ကိုအဲထဲမစင်စားပဲနဲ့ထားလို့ရတယ်ပေါ့နော်အဲ့တော့ box 1အကြောင်းရှင်းမယ်ဆိုလို့ရှင် box 2အကြောင်းကသိမယ် ဘောက်စ်2အကြောင်းရှင်းမယ်ဆိုရင်ဘောက်စ်1အကြောင်းကအဲတိမယ်ဆိုပြီးတော့ဗောနော်အဲ့ဒီ probability ကိုပဲထည့်စဉ်းစားမယ်ဗောနော်အဲ့လိုစဉ်းစားပြီးတော့ဒီပုံနှစ်ပုံပိတ်လိုက်တယ်အဲသူတို့နှစ်ခုကိုအဝေးမှာထားလိုက်တယ်ဒီစကြဝဠာကြီးရဲ့ဟိုဘက်အစွန်းနဲ့ဒီဘက်အစွန်းမှာတွားထားရတယ်အဲ့ချိန်မှာ observe လုပ်လိုက်တယ်ဖွင့်လိုက်တယ်အဲအဲ့မှာလဲ ဒီ bounce 1အကြောင်းကရှင်နေဆိုလို့ရှင်ဒီ bounce 2အကြောင်းသိနေရော bounce 2အကြောင်းကရှင်နေဆိုလို့ရှင်လည်းဒီ bounce 1အကြောင်းသိတယ်သူကလုံးဝဘလောက်ဝေးဝေးချိတ်ဆက်မှုရှိနေရကွာဒါဘလို့မျိုးဒါဘလောက်ဘလောက်ထိထူးဆန်းလဲဆိုဘာလို့အဲ့လိုမျိုးအဲ့လောက်ထိချိတ်ဆက်မှုရှိရလဲဒီနှစ်ခုကပေါ့နော် ဒီနှစ်ခုကဘာလို့အလောက်ထိအောင်ချိတ်ဆက်မှုရှိနေရလဲပေါ့မုံတို့အခုဒီ AirPod တို့ iPhone တို့ဆိုရင်တော့မှသူတို့နှစ်ခုအဲအကွာဝေးတစ်ခုထိရောက်သွားပဲဆိုလို့ရှိရင်အဲဒီဟာကလုံ့ဝပေါ့နော်ဟိုပြတ်တောက်သွားတယ်ပေါ့နော်ဒီနှစ်ခုကကြာဒီ Quantum Wall မှာကြာတော့ Superposition လည်းဖြစ်တဲ့အပြင်ကိုချိတ်ဆက်မှုကလည်းအရင်အားကောင်းတယ်ပေါ့နော်ဒီအချက်တွေကိုအခြေခံပြီးတော့မှဒီ Quantum Computing ဆိုပြီးတော့ Quantum Computer တွေကိုတီထွင်ခဲ့တာပေါ့နော်အဲအခုလက်ရှိမှာတော့ဒီ Quantum Computer တွေကအလောက်ထိအဲတိတိတတ် ကြီးပေါ့နော်အရန်လူတွေတုံးလို့ရသွားပြီဆိုပြီးတော့အဲ့လောက်ထိအဲဟိုကတော့မဖြစ်သေးဘူးပေါ့နော်အောင်မြင်မှုတော့မရှိသေးဘူးဒါပေမဲ့တေးတေးတေးလေးတွေတော့အောင်မြင်မှုတွေရှိလာနေပြီပေါ့နော်မနှစ်ကပဲ Google ကနေမှဒီ super computer ထက်မြန်အောင်လို့ပုံစံတစ်ပုဒ်ကိုဖြည့်ရှင်းနိုင်ခဲ့တယ်ဆိုပြီးတော့အဲသူတို့တွေကြေညာလာခဲ့တယ်ပေါ့နော်ဒါကလည်းတေးတေးလေးဆိုပေမဲ့အဲအောင်မြင်မှု ပန်းနိုင်ပြီပေါ့နော် milestone တစ်ခုပဲပေါ့နော် ဒီအောင်မြင်မှုတသေးသေးလေးတွေကနေပဲနောက်ဆုံးမှဒီအောင်မြင်လာမယ်ဆိုပြီးတော့မျှော်လင့်ကြရတယ်ပေါ့နော်အောင်မြင်မှုအတွက်ကတော့အ ਨੇ ဆုံးနှစ်40လောက်ကြာမယ်ဆိုပြီးတော့လည်းပညာရှင်တွေကခန့်မှန်းကြရတယ်အခုဒီ quantum computing ကိုစမ်းသပ်နေတဲ့ leading company တွေကကြတော့ IBM တို့ Google တို့နောက်တစ်ခုက Microsoft တို့ပေါ့နော်အကုန်လုံးကစမ်းသပ်နေကြတယ်ဒီ quantum computer တွေကဒီအခုမင်းတို့လက်ရှိသုံးနေတဲ့ computer အပြင်ဒီစူပါကွန်ပျူတာတွေထက်လည်းမြန်မယ်အဲပြီးလို့ရှိရင်အဲသူတို့ထက်လည်းအခု လောလောဆယ်မှာတော့အရင်ကြီးရယ်အရင်ကြီးရယ်ဒါပေမဲ့သူ့ရဲ့စာကက်လေးကတော့ဒီလောက်ပဲရှိပေမဲ့သူ့ရဲ့ဒီကိုယ်ထည်ကြီးကအရင်ကြီးရယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ quantum computer တွေမှာဆိုရင် သူက qubit လို့ခေါ်တယ်ပေါ့နော် bit နဲ့သူကအလုံးလုံးတယ်ဒီ mono အခုလက်ရှိမှာလက်ရှိ bit တရားဆိုလို့ရှင်0နဲ့1ပဲရှိရပေါ့နော်ဒီ qubit မှာဆိုလို့ရှင်က0 1ကြမှာအများကြီးပဲရှိတယ်အဲ့တော့သူက super computer ရဲ့ထပ်ပုံမြန်တာပေါ့နော်အဲသူ့ရဲ့အလုံးလုံးပုံကလည်းခုနကပြော super position ဖြစ်တဲ့အတွက်အဲဒီခေါင်းပန်းပုံစံမှာဆိုလို့ရှင် quantum computer နဲ့လူနဲ့ပြိုင်မယ်ဆိုလို့ရှင်လူရဲ့နိုင်နိုင်ခြင်းတော့2%ပဲရှိရအဲ့ဒါတော့မှဒါက computer ရဲ့ error အကြောင်းမို့လို့ပေါ့နော်ဒီ quantum ဟိုရဲ့မှားတာ မှားယွင်းကြအောင်မဟုတ်ဘူးပေါ့နော်အဲ့တော့မုန်းတို့ဒီ quantum computer တွေအားကောင်းလာမယ် quantum computer အောင်မြင်သွားမယ်ဆိုလို့ရှိရင်ဘာတွေရလာနိုင်မလဲဆိုလို့ရှိရင်ဒီ security ပေါ့နော်ဒီ quantum cryptography တို့ဒီ security တွေလည်းအရန်အားကောင်းလာမယ်အဲပြီးတော့နောက်တစ်ခုကဒီ မကောင်းတဲ့ဘက်ကဆိုလို့ရှင် hacking နေပေါ့နော် hacking နေလေအရန်ဟိုမှာလွဲကူလာရမယ်အခု mono လောက်ထားတဲ့ zero trust တို့ဘာလို့ဒီ security strategy အကုန်လုံးအဲ့ခါကျရင်လုံးဝသုံးစားလို့မရတော့ဘူးဒါတွေကိုပြန်ပြီးတော့ဒီ quantum computing နဲ့ကိုက်အောင်လို့ပြန်ပြီးတော့ဒီဆောက်ဖို့လိုတယ်ပေါ့နော်ဒီ hacker တွေအတွက်အရန်လွဲကူရမယ် နောက်တစ်ခုကကြာ teleportation teleportation ဆိုတာဒါအိမ်မက်တစ်ခုပဲပေါ့နော်မွန်ကတော့အဲ့ဒါအရန်စိတ်ဝင်စားတယ်အဲဒီ teleportation ဆိုတာလေဒီ quantum computer တွေအောင်မြင်သွားလို့ရှင်ဖြစ်လာနိုင်မယ်ပေါ့နော် တကယ်ဖြစ်လာနိုင်မယ်လို့မျှော်လင့်ရတယ်ဗောနော်အခုမိုးတို့ဒီကဘာကြီးရဲ့ဒီဘက်ခြမ်းနေဟိုဘက်ခြမ်းတီကိုအဲခဏလေးနဲ့ခုံကူးွားနိုင်မယ်အဲ့တော့မိုးစဉ်းစားကြည့်တာတော့ဒီ teleportation ကအောင်မြင်သွားပြီဆိုအလင်းထက်မြန်တဲ့လေရင်တွေကိုအဲထွင်လာနိုင်မလားဗောနော်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်မိုးကတော့အရန်စိတ်လို့ရှာတယ်ဒီ quantum computer အောင်မြင်ဖို့ဗောနော်အဲဒါမဲ့နောက်ထပ်40 40 50လောက်ကြာအောင်မယ်ဆိုရင်ဆိုတော့ကြာတော့မိုးတို့ရဲ့တက်တန်းတက်လျှောက်မှာတော့အဲဒီဟာအောင်မြင်တာဟိုကြည့်သွားရပါ မလားပေါ့နော်ဒါကတော့ကံပေါ့နော်အဲအဲ့လိုမျိုးတော့ဖြစ်မိရယ်အဲနောက်တစ်ခုကကြတော့ AI AI နေလဲအရန်ကို AI ရဲ့ intelligence အရန်အားကောင်းလာမယ်ပေါ့နော်ဒီဘယ်လောက်ထိအားကောင်းမလဲဆိုလို့ရှိရင်ဒီ quantum computing နဲ့လုပ်ထားတဲ့ AI robot တစ်ခုပါဆိုလို့ရှိရင်ဥပမာမောကအဲဒီမိဖို့ကြောင်တဲ့ကိုဒီစားပလင်းယူဖို့သွားတယ်ပေါ့နော်အဲ့ချိန်မှာမောဝင်လိုက်မောမိဖို့ကြောင်တဲ့ရောက်သွားတော့မှကိုဘာယူဖို့လာလဲဆိုတော့မေ့သွားတယ်ပေါ့နော်အဲ့လိုအဖြစ်ပြက်တည်ရှိရဲ့ဒီ quantum robot တာကိုနာမရှိနေမယ်ဆိုလို့ရှိရင် तू ကအဲ့ဒါအထီးကို သူကလိုက်ပြီးတော့တတိပေးနိုင်မယ်အဲနင်စားပလင်းယူဖို့လာတာလေးဆိုပြီးတော့အဲ့လောက်အထိကိုလိုက်တတိပေးနိုင်မယ်ပြီးတော့ဒီမိုးမနက်ကဘာစားခဲ့လဲမနက်ဖြန်ကြလို့ရှင်အဲဘာလုံးဝမလဲမိုးရဲ့စကက်ဂျူးတွေနောက်အဲတငယ်ချင်းနေနဲ့နောက်ဥပမာထင်းသားသွားစားဖို့အထိအဲ့ဓာရီအထိပါဒီ quantum robot ကလိုက်လုပ်ပေးနိုင်တယ်ပေါ့နော်ပြီးမိုးစိတ်ကြိုက်မီးလို့ရတယ်ဒီ chat gpt တို့ဘာလို့တအများကြီးတာလုံးနဲ့အဲ AI intelligent ကြီးဖြစ်လာမယ်လို့ခန့်မှန်းရရတယ်ပေါ့နော်ဒါကတော့ moon sharing လုပ်ပေးခြင်းနဲ့ quantum computing အကြောင်းလေးပဲဖြစ်ပါတယ်အဲ moon ထပ်ပို့ပြီးတော့ပေါ့နော်ဒီ quantum computing ကိုစိတ်ဝင်စားတဲ့သူတွေရှိရယ်ပို့ပြီးတော့လေ့လာထားတဲ့သူတွေရှိရယ်ဆိုရင်လည်းဒီ comment မှာလာပြီးတော့ဆွေးနွေးလို့ရပါတယ် moon လည်းအရင်စိတ်ဝင်စားပြီးတော့သိကျင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲအဲ့တော့ moon ရဲ့ channel လေးမှာအဲဒီ technology နဲ့ပတ်သက်တာတွေ moon ရဲ့ အဲခီးသွာ blog လေးတွေ hobby နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်တင်ပေးနေပါတယ်အဲ subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်အဲ့တော့မို့လို့နောက် video ကြမှာပြန်တွေ့ကြမယ်နော် bye bye